ဘုရားလောင်းတဏိခါတာခုနကအိမ်မက်နဲ့သရေခါလာတာဒါရင်ဖြစ်သလားလို့ဆိုတိုက်တိုက်ဆိုင်ဆိုင်ကြီးကမိဖုရားကြီးရဲ့ဝန်ထဲကိုဆင်မြူတော်ကြီးကလည်းပဲလက်ရနန်တောင်းကိုခွဲပြီးတော့အတွင်းနဲ့လည်းဝင်လိုက်ရောဘာဖြစ်သွားတော့လဲငလျင်ကြီးတုန်ဟီးသွားအချိန်ကိုက်အချိန်ကိုက်ပဲအဲ့ဒီအချိန်လေးမှာငလျင်လှုပ်တာ ဒေတာလေးတစ်ခုတင်လှုပ်တာမဟုတ်ဘူးစัจ java လာတစ်ခုတည်းတင်လှုပ်တာမဟုတ်ဘူးစัจ java လာတစ်တောင်းထီအောင်လှုပ်တယ်ဟောအခုလို့ကဘာဂျိုကြီးပေါင်းတစ်တောင်းလို့ဒီလိုပြောမှာပေါ့ကောင်းကင်မှာရှိနေတဲ့ other planet ပေါ့ခုခေတ်လို့ပြောလို့ရှင်တော့ other planet ကဘာဂျိုကြီးတစ်တောင်းဟာတပြိုင်နက်အဲ့ဒီအချိန်မှာလှုပ်တာဒါက အမတန်ထူးဆန်းတဲ့အထိမ့်မှတ်တစ်ခုအနေနဲ့ဖြစ်ပေါ်လာငလင်းနှုတ်သွားတဲ့အချိန်မှာဒီထူးထူးခြားခြားတွေက32မျိုးအဲ့ဒီမှာဒီအမတ်တရဖြစ်ပေါ်သွားတာတတိထားမဲတဲ့လူလည်းရှိမယ်တတိပဋ္ဌာန်းမိတဲ့လူလည်းရှိမယ်တရေခါတဲ့အချိန်လေးမှာ ဖြစ်ပျက်သွားတဲ့အဖြစ်အပျက်တွေကအမတန်မှထူးဆန်းတယ် မတမထူးဆန်းတာတွေဖြစ်တယ်အံ့ဩဖွယ်ရာတွေကြီးပဲဖြစ်တယ်စကြဝဠာတသောင်းကြီးတသောင်းလုံးဟာမောင်မိုက်မနေပဲနဲ့အဲ့ဒီအချိန်မှာလင်းသွားတယ်တဲ့လင်းလင်းချင်းချင်းကြီးဖြစ်သွားတယ်ဒါနံပါတ်1နံပါတ်2ကျတော့မျက်စိမမြင်တဲ့လူတွေအဲ့ဒီအချိန်မှာမြင်သွားကြတယ်တော်တော်ဒါကတော့အမတမထူးဆန်းတဲ့ဟာပေါ့နော် မျက်စိမမြင်တဲ့လူတွေဘယ်မျက်စိမှလည်းမခါရဘူးမျက်စိလည်းမခွဲမကူရပဲနဲ့အဲ့ဒီအချိန်လေးမှာဒီအလင်းစွာအားနဲ့ဘုရားလောင်းနေပရိသေနေလိုက်တဲ့အချိန်လေးမှာသူတို့မျက်လုံးတွေပြင်းမြင်လာတယ်တဲ့ဒီအချိန်မှာထူးခြားသွားနားပင်နေတဲ့လူတွေကလည်းပဲနားကြားလိုက်တယ်တဲ့လှုပ်တန်တဲ့တန်တွေကိုကြားလိုက်ရတယ်နံပါတ်3ကနံပါတ်4ကတဲ့အအတွေကလည်းစကားပြောတယ်တဲ့အဲ့ဒီအချိန်မှာနော်စကားမပြောတတ်တဲ့ ဆွန့်အားနေတဲ့ပုဂ္ဂိုလ်ကလည်းအဲ့ဒီချိန်မှာစကားပြောတယ်။နံပါတ်9ကခါကုန်းနေတဲ့လူလည်းခါဆန့်သွားတယ်နော်။ခါဆန့်ခြေထောက်တွေခွင်းနေတဲ့လက်တွေကောက်နေတဲ့လူကလည်းအဲ့ဒီချိန်မှာဖြောင့်သွားတယ်။အော်တိုမက်တစ်ဖြောင့်သွားတယ်။ထူးခြားတဲ့အချက်တွေဖြစ်တာ။နံပါတ်6ကတော့ခြေထောက်ဆွန့်တွန့်ဆွန့်တွန့်ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေလည်း ဖြောင်းပြမမသွာလာနိုင်တဲ့ခြေတော့အကောင်းရသွားတယ်လူတွေကိုချုံနှောင်ထားတဲ့ထောင်နေအားလုံးလည်းအဲ့ဒီအချိန်မှာပွင့်ပြီးတော့အားလုံးလွတ်သွားတယ်လို့ပြောတယ်လူစိုးတွေပါသွားရတဲ့ဒုက္ခပဲအဲ့ဒီအချိန်ဟောထောင်နေတဲ့ကအကုန်လုံးလွတ်သွားအဲ့ဒီအချိန်မှာလွတ်ကုန်ဟောဒါတွေမကဘူးအမြဲတမ်းမိကြောက်တွေနဲ့ ပြစ်နေနေတဲ့အဝိစိငရဲမီးကြီးကလည်းအဲ့ဒီချိန်မှာဟုတ်ခနဲ့ငြိမ့်သွားတယ်။ပမာပြေဝါလျှက်စင်မီးပြက်တယ်လို့ပဲဟုတ်ခနဲ့အဲ့ဒီချိန်လေးကငြိမ့်တယ်နော်ငြိမ့်သွားတယ်တဲ့ငတ်ပြတ်နေတဲ့ကြိတ်တာတွေကလည်းအဲ့ဒီချိန်မှာဆာလောင်မိုးတိတ်တာတို့စားကြင်နာတို့ဆိုတဲ့စိတ်တွေဟာအာသာပြေသွားတယ်အဲ့ဒီချိန်လေးမှာ နံပါတ်9နံပါတ်10ကျတော့တိရစ္ဆာန်တွေကလည်းတကောင်းတကောင်းအာနိယမပြုတ်ဘူးတဲ့ဟောရှင်သေးတွေကြားတွေကနေဉာဏ်နဲ့တိရစ္ဆာန်တွေကိုတပ်ဖြတ်တာစားတာမျိုးမလုပ်ဘူးတဲ့အဲ့ဒီချိန်မှာနံပါတ်17ကလူနာတွေနေမကောင်းတဲ့လူတွေဟာအဲ့ဒီချိန်မှာယောဂတွေအကုန်ပြောက်ကုန်ကြတယ်ထူးခြားချက်လေးတွေဟာအဲ့ဒါလေနံပါတ်12ကျတော့ လူတွေချင်းချင်းဟာအရင်ကမတဲ့တဲ့လူတွေအဲ့ဒီအချိန်ကြတော့မလေးတယောက်နဲ့တယောက်ခင်လို့မင်းလို့တဲ့စကားတွေပဲပြောကုန်ကြခင်လို့မင်းလို့စကားတွေပြောလာကြနံပါတ်33ကြတော့မြို့တော်မှာရှိတဲ့မြင်းတွေကဝမ်းမြောက်ဝမ်းသာဟိလိုက်ကြတာတဲ့ဆင်းတွေကလည်းအော်လိုက်ကြတာအဲ့ဒီအချိန်မှာနံပါတ်34ကဆင်းတွေကလည်းအော်နံပါတ်35ကလူတွေမတီးမဟုတ်ပဲနဲ့ ဘယ်နန်းတော်မှာရှိတာတို့လောကမှာရှိတဲ့တူရိယာတွေကအလိုလိုမြည်လာတယ်ခုခေတ်ဆိုရင်တော့ဒါတရေဆောက်တဲ့ထင်ချင်းထင်းနေမှာเนาะထူးခြားတဲ့အချက်တွေကဒီလိုဖြစ်တတ်တယ်ပေါ့အေးအဲ့ဒါတွေမကဘူးနံပါတ်16မှာလူတွေဝတ်တဲ့လက်ဝတ်တန်းစာတွေကအတန်လေးတွေမြည်လာတယ်ပါရတဲ့အတန်လေးတွေမြည်လာတယ်နံပါတ်7ကျတော့အရမျက်နာတွေပဲကြီးလိုက်ကြီးလိုက် လင်းလင်းချင်းချင်းဖြစ်နေတယ်။ဂုံလင်းနေတယ်။နံပါတ်18ကဒီအချိန်လေးမှာလေငြိမ်းမနေဘူးလေပြေလေညှင်းလေးအခံလိုကောင်းအောင်လေညှင်းကလေးလာတယ်။ဒီလေးတိုက်ပြီးတော့အေးမြတ်မြတ်ဖြစ်တယ်။နံပါတ်19ကျတော့ဘာလို့ဆိုအခါမဟုတ်ဖဲနဲ့အခါမဟုတ်ဘူးလို့ဆိုတာသူကဘာလို့လာပြီးကျတော့တရားနေမှာမိုးရသည် ရောက်မှာကိုဟောဒါကြောင့်မို့အခါမဲ့လို့ပြောတာ မိုးကတော့တကယ်ကတော့ယွာနေပြီပေါ့အခုလည်းပဲမိုးရသည်ယွာတာမဟုတ်ဘူး spring ရသည်လေခွာပါဆိုလာပြီးတော့တရက်နေ့ကမှမိုးရသည်ရောက်မှာကိုလက်ဖြင့်ဟာကျွန်မမိုးရသည်ရောက်မှာအဲ့ဒါကြောင့်အခါမဲ့မိုးလို့ခေါ်တာလာပြီးနေ့ညယွာရင်အခါမဲ့မိုးပဲမိုးရသည်မရောက်သေးခင်ယွာတယ်အဲ့ဒီအခါမဲ့မိုးလဲယွာတယ်တဲ့ကြီးကြီးမားမားကိုယွာလိုက်တယ်နံပါတ်20က မြေကြီးကျဲကနေပြီးတော့စိတ်ရည်စမ်းရည်ဒီပန်းထွက်လာတယ်။နံပါတ်27ကတော့ဒီအဲ့ဒီအချိန်မှာခက်တီဟာဘယ်ငှက်ပဲဖြစ်ဖြစ်ကောင်းရင်ပြန်နေငှက်မရှိဘူးတဲ့အလုံးငြိမ်ဝတ်ပြီးတော့နားနေကြတယ်။နံပါတ်27ကမြေရည်ဒီစီးဆင်းနေတဲ့မြေရည်ဒီဟာအဲ့ဒီအချိန်လေးမှာအခိုက်အတန့်တန့်သွားတယ်။ဘယ်မှမစီးတော့ဘူးနဲ့မြေမြေရည်ရက်သွား 23ကြတော့အိမတမငံပါတယ်ဆိုတဲ့ပင်လေကြီးတွေကလည်းအဲ့ဒီချိန်မှာချိုးသွားတယ်တဲ့နော်ချိုးနေတယ်ပြောင်းလဲမှုတွေကိုဖော်ပြတာပေါ့24ကြတော့ရေအိုင်နေဟူသမျှဂျာပင်နေရှိတဲ့ရေအိုင်နေဟူသမျှဂျာပန်နေဟာတပြိုင်တည်းပွင့်ကုန်ကြတယ်25ကြတော့ကုန်ပန်းရေပန်းတွေအလုံးဟာပန်းမှန်သမျှအဲ့ဒီနေ့အကုန်ပွင့် နော်တိပ္ပဏီကတိခွပန်းနေလဲပွင့်နေနော်တိပ္ပဏီရဲ့ပင်စီတွေကနေပြီးတော့ပန်းနေပွင့်နေတိခက်တွေကနေပန်းနေပွင့်နေ26 29အလုံးဒါက28ကြတော့နွယ်ပင်တွေကလည်းပန်းနေပွင့်လာတယ်29တိကိုင်းတွေကနေပြီးတော့လည်းပန်းဝင်တွေထွက်လာတယ်အေးကောင်းငင်ကိုမောကြည့်လိုက်လို့ရှင်လေကောင်းငင်မှာ ပန်းနေပွင့်ပြီးတော့ပန်းနေဆွဲထားသလိုပဲပန်းမွင့်နေမြင်နေရတယ်30ကျတော့ကောင်းကင်ကပန်းနေပွင့်31ကျတော့ပန်းမိုးတွေရွာချလာတယ်32ကျတော့ကောင်းကင်ရန်ကตายရတဲ့ဒုရိယန္တန်ကြီးကြားရတယ်လို့ဒါကအင်တန်ထူးခြားတဲ့32မျိုးသောအတိတ်တမိတ်ကြီးတွေ ဒီဝါဇုလပြည့်ဖျားလောင်းတန်နေခတဲ့အချိန်မှာဖြစ်ပေါ်လာတယ်ဆိုတာကိုမဟာဘုရင်ကျမ်းထဲမှာအထက်ကဒါနေထုတ်ပြီးတော့ရေးထားတာရှိတယ်နော်မမေးအောင်ဖတ်ချင်တယ်မဟာဘုရင်ကိုဖတ်ချင်